အခုမှမှမန္တလေးကျွန်တော်တို့ငလင်းလုတ်ပြီးတယ်။ဟာဒီဘက်ကလာနိုင်ခြေရှိတဲ့ဆိုတာမျိုးအရင်ကြီးကြောက်လန့်သွားမှာကိုလေကျွန်တော်တို့အနေနဲ့စိုးရင်တယ်။အဲ့တော့သတိထားဖို့တော့လိုလိမ့်မယ်။အဲ့တော့ဟို1930ဘကုငလင်းခွန်တသမတုံနဲ့မြန်မာတပိုင်းမှာအကြီးဘာခေါ်မလဲအဆုံးရှုံးအပြည့်အစည်လူအသေးပြောက်အများဆုံးလို့ပြောရမယ်။အဲ့တော့ဘကုမှာလူ900တည်တယ်ရန်ကုန်မှာလူ90တည်တယ်ဒါ1930ကအနေထားပေါ့။အဲ့တော့အခု အနေထားဒီအဲ့ဒါနဲ့လုံးဝကွဲပြားခြံတော့သွားပြီအဲ့ဒါရန်ကုန်မြို့ရဲ့လူဦးရေကျွန်တော်တို့6တန်းကျော်ရှိနေပြီနော်ဒါမျိုးလေးတွေကကျွန်တော်ရန်ကွာခြားသွားပြီဆိုတော့ဖြစ်နိုင်တယ်1930အခု2025ဆိုတော့95နှစ်ရှိပြီအဲ့တော့ပြန်လဲလှုပ်ခတ်ချိန်ကနှစ်ပေါင်းကြာအများကြီးကြာလေလေကျွန်တော်ဖြစ်နိုင်ကြီးများလေလေပဲအဲ့တော့6တသမ5နှစ်အထက်လောက်ကအခုပတ်ဝန်းကျင်လှုပ်လိုက်မယ်ဆိုရင်ကိုပဲဟိုပါကုန်မလဲဖြစ်နိုင်ကြီးများလာပြီဒီတက်ကြာရင် ျွန်တော်တို့ပြင်အားပို့ပြီးတော့များမှုရှိတာပေါ့နော်အဲ့တော့ကျွန်တော်တို့ကကိုပြင်ဆင်တဲ့ပြင်ဆင်တိုက်တာတွေကိုတော့ဟောပြင်ဆင်ဖို့ရအတွက်အကြံပြုလိုပါတယ်အဲ့တော့အထူးသဖြင့်ဒီအများပြည်သူတွေအနေနဲ့အဲ့တော့မိမိတို့ရဲ့နေအိမ်မှာအာဘာဒီကျွန်တော်တို့ပြင်ဆင်တင်တယ်လေအဲ့တော့မိမိရဲ့အဆောက်အဦတင်ကလင်းတန်းခန္ဓာရည်ရှိသလားမရှိဘူးလားအခုဆိုရင်ဒါ online ကနေပြီးတော့ဟိုအင်ဂျင်နီယာလူငယ်တွေကျွန်တော်တို့ဘာခေါ်မလဲ consultation ပေါ့အကြံပြုဆွေးနွေးနေတာတွေရှိတယ် ဟိုဒီအဖွဲ့တွေနဲ့ချိတ်ဆက်ပြီးတဲ့အခါကျွန်တော်မိမိရဲ့ဆောင်းဘူးဗီဒီယိုကင်မရာဖွင့်ပြီးကျွန်တော်တို့ခန္ဓာရည်ရှိသလားမရှိဘူးလားဟောဘာဒီပြင်ဆင်မှုမှန်ရမလဲအဲဒါမျိုးလေးတွေလုပ်တင်တယ်လို့တော့ယူဆမိတယ်နောက်တစ်ခါဟို Facebook ဒီမှာမြန်မာနိုင်ငံငလင်ကော်မတီတို့ကျွန်တော်ထင်တဲ့လူသားစာနာတို့ဟိုစသည်ဖြင့်ပေါ့လေဟို resources တွေရှိနိုင်တယ်ငလင်အန်ဒီနဲ့ပတ်သက်လို့မလုတ်ခင်လှုပ်နေစေလှုပ်ပြီးပေါ့ဟိုဆောင်ရွက်ကြရမယ် လုပ်ငန်းတွေဘာတွေရှိတယ်လဲဆိုတာလေးတွေကိုလေ့လာစေခြင်းနဲ့အဲ့ဒီအတိုင်းပဲကျွန်တော်တို့ပြင်ဆင်ဆောင်ရွက်စေခြင်းနဲ့အရန်ကြီးကျွန်တော်တို့ဟိုကြောက်ရွံ့သွားပြီးတော့ဟိုမနေနိုင်မထိုင်နိုင်ဖြစ်မနေဘူးတော့ဟိုမနေရမထိုင်ရဖြစ်နေဘူးတော့ကျွန်တော်တို့မလိုဘူးပေါ့လေစေထားကြပြီးတော့ဖြစ်လာနိုင်တဲ့ငါတို့ဒါလေးတွေတတ်နေသလောက်ပြင်ဆင်ကြမယ်ဆိုတာမျိုးလေးတွေကိုတော့လုပ်ကြဖို့ဟိုကျွန်တော်တို့အနေနဲ့တော့မြေတားရက်ခံလိုပါတယ်လို့ဟုတ် အခုလို2012သပေးချင်းလှုပ်ပြီးတော့နှစ်ပေါင်း73နှစ်လောက်အဲ14-15နှစ်လောက်ကြာ73နှစ်ကြာပေါ့လေခုဟိုမန္တလေးငလျင်လှုပ်တယ်အဲဒီလိုမျိုးဆိုရင်တော့ပြဿနာမရှိဘူးအဲသို့တော်လည်းပဲဇက်တိုက်အဲ့ဒီလိုလှုပ်လိမ့်မယ်အဲလှုပ်လာနိုင်တယ်ပေါ့လှုပ်လိမ့်မယ်လို့တော့လေကျွန်တော်တို့မမျော်လင့်ဘူးဟိုမလှုပ်တာပိုကောင်းတာမဟုတ်တော့အထူးတော်လည်းပဲပြည်သူလူထုအနေနဲ့တော့ကျွန်တော်တို့နည်းနည်းလေးသတိထားကြရအောင်မယ်ပြင်ဆင်ကြရအောင်မယ်အဲ့တော့အခုကာလကအတော်လေးခက်တယ် အဲ့တော့ဟိုအားလုံးသိတဲ့အတိုင်းပဲမြန်မာနိုင်ငံကလက်ရှိဟိုကိုတကယ်ကို အကြတဲ့ရောက်နေတဲ့ကာလဖြစ်တယ်အဲ့တော့ပုံမှန်အချိန်ဒီမှာကျွန်တော်တို့ကပြင်ဆင်ရပါဆိုတာကပြောဖို့ရအတွက်လွယ်ကူသလောက်ပေါ့လုပ်ဖို့ရအတွက်လွယ်ကူသလောက်ခုကာလကအရန်ခက်ခဲနေတယ်လို့တော့ယူဆမိတယ်အဲ့တော့ဟိုရန်ကုန်မြို့လိုဟာမြို့လုံနိုင်မလားပေါ့အဲ့တော့ human resources ရော facilities ရောကကျွန်တော်တို့ဘယ်လောက်ထိ resources တွေပေါ့လေအရင်းမြစ်တွေကဒါတွေကိုဆောင်ရွက်နိုင်အောင်ရှိနေတယ်လေဒါလေးကလည်းကျွန်တော်တို့အရေးကြီးလာတယ်အဲ့တော့အခြားတစ်ဖက်ကလည်းပဲပြည်သူလူထုကိုလည်းကျွန်တော်တို့ကအရန်ကြီးဟိုစိုးရင်ကြောက်လွန်ကြောက်ရွံ့သွားမှလည်းကျွန်တော်တို့ဟိုတွင်ဟိုဟိုမဖြစ်စေချင်ဘူးနောက်ဆောင်ကြီးကိုရပါလားကျွန်တော်တို့ light တော့ကြည်လိုက်အောင်မယ်ဘယ်နှမိုင်လောက်တည်းအောင်မလေးရင်လမ်းကြိုးကြီးကသွားမလဲတော့မသိဘူးဟုတ်တယ်မယ်အဲ့ဒါလမ်းလမ်းပိုင်းလမ်းပိုင်း ကျွန်တော်တို့ခုဒီလှုပ်သွားတဲ့ငလျင်ကိုကျွန်တော်တို့ကတော့မန္တလေးငလျင်ဆိုပြီးတော့သုံးဖို့ရအတွက်အဲရည်စူးကြတယ်ပေါ့လေဘာဖြစ်လို့လဲဆိုတော့စကိုင်းငလျင်လို့သုံးလိုက်ရင်ကျွန်တော်တို့ဟိုသုတေသနလုပ်ငန်းတွေအတွက်နည်းနည်းလေးရောထွေးသွားနိုင်တာပေါ့လေဘာဖြစ်လို့လဲဆိုတော့1956စကိုင်းငလျင်ဆိုတာရှိခဲ့ထားမိတာပေါ့အခုကတော့ပျက်စီးအဆုံးရှုံးပမာဏကလည်းဒါမန္တလေးမှာက တော့ပူပြီးတော့များတဲ့အတွက်ကြောင့်မို့လို့အဲတော့သုတေသနရေရှိလုပ်ငန်းအတွက်ရောစဉ်းစားပြီးတဲ့အခါကျတော့ဒါဟု2025ပေါ့နော်အဲတော့ပြင်အား အခုလောလောဆယ်တော့ကျွန်တော်တို့က USGS ကဟာကိုတုံးထားတယ်ခွန်တက်တမခေါ်ပေါ့လေအချို့သော agency တွေဥပမာ Thai က meteorology department ကဆိုရင်သူက၈တက်တမ2လို့တုံးတယ် ISC ပေါ့နော် international ဒီဟိုရင်အပြည်တင်ကဒီ agency ကကြတော့8ဆိုပြီးတော့သုံးတာရှိတယ်။အပမာဏက agency တစ်ခုနဲ့တစ်ခုဟိုဟိုပေါ်မှာမူတည်ပြီးတော့တော့ကွဲပြားထားခြားနာလေးရှိတယ်ပမာဏကလေ။အဲ့ပြန်ကောက်ရလို့ရှိရင်2025အဲ့ပြင်အားပေါ့လေဟိုခွန်တက်သမခွန် ဒီအေမတ်လာ28ပေါ့လေအဲ့လုတ်ခတ်ခဲ့တဲ့မန္တလေးငလျင်ဆိုပြီးတော့ကျွန်တော်တို့သုံးဖို့ရအတွက်တော့ဟိုကျွန်တော်တို့ကဟိုရင်းလုတ်တယ် suggest လုတ်ကြတာပေါ့နော်ဟိုကြံပြူကြတာပေါ့စကိုင်းပြည့်ရည်ရန်ကုန်မြို့ရဲ့အပိုင်းကိုကျွန်တော်တို့ကစဉ်းစားကြရမှာပေါ့လေအဲဆိုတဲ့အခါကျတော့အခု2012တပေးချင်းငလျင်လုတ်တယ်ပြင်အား6တပ်သမားရှိရှိတယ် နောက်တခါနှစ်ပေါင်း73နှစ်အကြာမှာအဒီအခုဟိုအင်းဝငလျင်လှုပ်တဲ့အပိုင်းကနေပြီးတော့ဟို1839ပေါ့လေအပိုင်းကနေပြီးတော့အခု2025မှာပြန်လှုပ်တယ်အဟိုခွန်တသမခွန်ထားပါတော့လीပြန်လှုပ်တယ်73နှစ်ကြာမှာဆိုတော့ဒီနှစ်ပိုင်းကလွဲလို့ကျန်တဲ့အပိုင်းနေသည်ဒါအန်ရရှိတယ်လို့တော့ဟိုပြောကြရမှာပဲလीအဲ့တော့ဟိုဘကိုးဘက်ကိုကြည့်တဲ့အခါကျတော့ကျွန်တော်1929ပေါ့ ျွန်တော်တို့စွာငလင်လှုပ်ခဲ့တယ်ပြင်အားခွန်ရှိတယ်ထင်တယ်နောက်တခါ1930ဘကိုးငလင်လှုပ်တယ်မေမှာထင်တယ်เนาะနောက်တခါ1930ဒီဇင်ဘာမှာဖြူးငလင်ဆိုပြီးတော့လှုပ်တယ်အဲသူကတော့ပြင်အားခွန်ထက်နည်းဟန်တူတယ်နောက်1931ပေါ့ဟော January မှာဟို energy bag ကိုဆက်ပြီးလှုပ်သွားတယ်ဆိုတဲ့ခါကျတော့လ9လ10လ9လလောက်ချပြီးတော့ဒီ ဒီပြတ်၍ကကျွန်တော်တို့ငလျင်ဒီခွန်ပတ်ချလေခွန်တတ်သမ၃ပေါ့ဟို၄ချိန်ကျွန်တော်တို့ဇက်တိုက်လှုပ်သွားတာကိုတွေ့ရတယ်